ထမဆုံးသတင်းပုတ်အနေနဲ့အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး ICC ကဖန်ရန်ထုတ်ထားတဲ့ဖိလစ်ပိုင်သမ္မတဟောင်းရိုဒရီဂိုဒူတတေးကိုမလ7ရက်နေ့မနက်ပိုင်းမှာမနီလာလေဆိပ်တွင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။မွေးရစေတိုက်ဖြတ်ရေးစစ်ပွဲကိုဆင်နွှဲခဲ့ရမှာလူ3000ကျော်ဥပဒေမဲ့တေဆုံးစေခဲ့မှုတို့ဒူတတေးကို ICC ကအလို့ရှိနေခဲ့တာပါ။ ဟောင်ကောင်ကနေလီယင်နဲ့ပြန်လာတဲ့ဒူတတ်ဒေးကိုထိမ့်သိမ့်လိုက်တဲ့အကြောင်းနဲ့ ICC ရဲ့တရားဝင်ဖမ်းရန်မိတူရရှိခဲ့ပြီးမှဒါမျိုးလုဆောင်ခဲ့တာဖြစ်ကြောင်းသမရယုံအနေနဲ့အတည်ပြုပါတယ်။အသက်86နှစ်ရှိပြီဖြစ်တဲ့ဒူတတ်ဒေးကသူ့ကိုဖမ်းရန်ထုတ်တော့မယ်လို့သတင်းကြားပြီးတဲ့နောက်မှာဒါဘွားမှာကျုပ်ကံကြမှာဆိုလဲအဆင်ပြေပါတယ်။လက်ခံတော့မှာပါကျုပ်တို့လုံနေတာဘာမှမရှိပါဘူးဆိုပြီးပြောထားပါတယ်။ 2016ခုနှစ်အတွင်းဖိလစ်ပိုင်နိုင်ငံမှာမူရစ်စေဝါတိုက်ဖျက်ဖို့ညာတာမှုကင်းမဲ့စွာနဲ့ရရဆက်ဆက်နှိမ်နှင်းမယ်ဆိုတဲ့ဂရီကူအရာဒူတာတေးဟာသမရဖြစ်လာခဲ့ပါတယ်။မနီလာပင်လယ်အော်မှာအလောင်းတွေ ပုံနေမှာဖြစ်လို့ငါးတွေတော့ဝါဖြိုးလာမယ်ဆိုပြီးကြွေးကြော်ခဲ့သူလည်းဖြစ်ပါတယ်။ဒူတာတေးသမရဖြစ်ပြီးကတည်းကမူရစ်စေတိုက်ဖျက်ရေးစီမံချက်အတွင်းအရက်သား12000မှ3000အထိကို အသက်ခံခဲ့ရတယ်ဆိုပြီးဖော်ပြထားပါတယ်။ အခုလိုမျိုးတေဆုံးသူအများစုဟာမြို့ပြစင်ရသားရက်ွက်တွေတဲကမြို့သားတွေဖြစ်ကြပြီးလမ်းမပေါ်ပါရင်ရဲတပ်ဖွဲ့နဲ့ဘသူဘဲဝမ်းမသိတဲ့တိုက်ခတ်သူတွေရဲ့ပြစ်ဒတ်မှုမျိုးကို ရင်ဆိုင်ခဲ့ရတာပါဒူဒတီဒါဗာအူမြို့တော်ဝင်လုခဲ့စဉ်ကလည်းအလားတူမွေးရစီနှိမ်နှင်းမှုတွေကိုပါထက်တွက်ခဲ့ပါတယ်2019မတ်လမှာဖိလစ်ပိုင်နိုင်ငံဟာ ICC အဖွဲ့ဝင်ဖြစ်နှုတ်ထွက်ခဲ့ပေမဲ့ပူပေါင်းဆောင်ရွက်သွားပင်လို့လက်ရှိသမ္မတဖြစ်သူ Ferdinand Marcos Jr. အနေနဲ့ပြောဆိုထားပါတယ်။ဆက်လက်တင်ဆက်ပေးမှာကတော့ American Soya Agency USAID ရဲ့ season report 6ပတ်ကြာတုံ့တက်ခဲ့ပြီးနောက်အများစုကိုတရားဝင်ရပ်ဆိုင်းလိုက်ပြီးဖြစ်တယ်လို့နိုင်ငံသားရေးဝန်ကြီး Marco Rubio ကအတည်ပြုသွားပါတယ်။ အမေရိကန်နိုင်ငံဟာ USAID program ပေါင်း6200တဲ့က9200အထိကိုတရားဝင်အဆုံးသတ်လိုက်တာဖြစ်တယ်လို့ X social media ပေါ်မှာဖော်ပြထားပါတယ်။အဲ့ဒီအစီအစဉ်တွေဟာအမေရိကန်ရဲ့အကျိုးစီးပွားပေါ်မဖြစ်ထွန်းစေတာဒါမှမဟုတ်ထိခိုက်စေနိုင်တဲ့နည်းလမ်းတွေနဲ့ dollar billion ချီပြီးသုံးစွဲခဲ့တယ်လို့ Rubio ရဲ့ post မှာရေးသားထားပါတယ်။ ကျန်းရှိနေသေးတဲ့အကူအညီပေးရေးအစီအစဉ်ဆက်ရှိရာခိုင်နှုန်းကနိုင်ငံခြားရေးဌာနကဆက်လက်ကင်သွယ်သွားမယ်လို့ Rubio အနေနဲ့ဖြည့်ဆွတ်ပြောပါတယ်။အခုလိုမျိုး American ရဲ့အကူအညီပေးမှုရပ်ဆိုင်းလိုက်တာကြောင့်ကမ္ဘာတဝန်းမှာဆိုးရွားတဲ့အကျိုးဆက်တွေရှိနေပြီဖြစ်တယ်လို့လူတွေရဲ့အသက်ဆုံးရှုံးမှုကိုလည်းဖြစ်ပေါ်စေနိုင်တယ်လို့လူသားချင်းစာနာမှုအဖွဲ့တွေကသတိပေးထားပါတယ်။အတိုက်ခံဖြစ်တဲ့ဒီမိုကရက်တွေကလည်း USA လုပ်ငန်းစဉ်ကိုလွှတ်တော်ရဲ့ခွင့်ပြုချက်နဲ့ ရန်ပုံငွေထောက်ပံ့ထားတာဖြစ်တဲ့အတွက်အခုလိုမျိုးရက်ဆိုင်မှုဟာတရားမဝင်တဲ့အပြင်ဥပဒေကြောင်းအရတရားစွဲဆိုမှုတွေပါ ပေါ်ပေါက်လာစေနိုင်တယ်လို့ဝေဖန်ထားကြပါတယ်ထရမ့်ဆိုရဘက်ကတော့ပြည်ပအသုံးစရိတ်တွေကိုသူ့ရဲ့ American USA Pay America Fest ဆိုတဲ့မူဝါဒအတိုင်းသာဖြစ်စေရမယ်ဆိုပြီးအကြိမ်ကြိမ်ပြောဆိုထားပါတယ် ထရမ့်သမ္မတတာဝန်ဆက်ယူတဲ့နေ့မှာပဲပြည်ပအကူအညီပေးရရန်ပုံငွေတွေဆိုင်းငံကနိုင်ငံခြားက USA လုပ်ငန်းတွေပေါ်ပြန်လည်တုံ့တက်ဖို့အတွက်အမိတ်ထုတ်ပြန်ချက်တစ်ခုကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။အဲ့ဒီလုပ်ငန်းစဉ်တွေကို Illumax ဥဆောင်တဲ့အစိုးရအကျိုးထိရောက်မှုရှိရေးဌာန Dosh ကတာဝန်ယူကြီးကြပ်ခဲ့တာပါ။အဲ့နောက်မကြာခင်မှာပဲ USA ရဲ့ဝန်ထမ်းပေါင်းများစွာကို ခွင့်ပေးခဲ့တာဖြစ်ပြီးပြည်ပက တာဝန်ထမ်းဆောင်နေသူတွေကိုပါ ပြန်လည်ခေါ်ယူခဲ့ပါတယ် US8 ဟာကမ္ဘာတဝန်းကငတ်မှုခေါင်းပါမှုပေါ်စောင့်ကြည့်ထောက်ပံ့တာမျိုးပိုလီယိုကာကွယ်ဆေးထိုးပေးတာမျိုးနဲ့ပဋိပက္ခဇုံတွေမှာစားနပ်ရိက္ခာတော့အရေးပေါ်စုဖို့ကြောင်းတွေဖွင့်လှစ်ပေးတာမျိုးစတဲ့လုပ်ငန်းတာဝန်များစွာကိုကာလကြာရှည်ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်နောက်ထပ်သတင်းပုတ်အနေနဲ့ ရုရှားကျူကျော်စစ်အဆုံးသတ်နိုင်ရေးအတွက်ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီဟာစော်ဒီအင်ရှိဆန်မင်းသားမိုဟာမက်ဘယ်ဆမန်နဲ့အင်္ဂါနေ့စောပိုင်းမှာတွေ့ဆုံခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတွေ့ဆုံမှုဟာယူကရိန်းနဲ့အမေရိကန်တို့ကြားဂျေဒါမြူမှာတရားဝင်တွေ့ဆုံမှုမတိုင်ခင် ဖြစ်ပေါ်လာခဲ့တာပါ။ရုရှားယူကရိန်းစစ်ပွဲအဆုံးသတ်နိုင်ဖို့အဓိကကြတဲ့ဆွေးနွေးမှုဖြစ်လာဖို့အတွက်လည်းအမေရိကန်အနေနဲ့မျှော်လင့်ထားပါတယ်။ ရုရှားရဲ့ကျူးကျော်မှုစတင်ခြင်းကတည်းက Sorry Arabia နိုင်ငံဟာဂျာဝင် ဖြန့်ပြေးပေးတဲ့ကိစ္စရပ်တွေကိုဆောင်ရွက်ပေးနေခဲ့တာဖြစ်ပါတယ်။ Sorry နိုင်ငံဟာအချင်းသားလဲလှယ်တာမျိုးအပါအဝင်ပြီးခဲ့တဲ့လကရုရှားနဲ့ American ရဲ့တွဲဆုံဆွေးနွေးပွဲတွေကိုပါလက်ခံစီစဉ်ပေးခဲ့ပူပါတယ်။လွန်ခဲ့တဲ့လက Imperial ဘဲဥပုံရုံးခန်းမှာ American သမ္မတ Donald Trump, Duke သမ္မတ JD Vance နဲ့ Ukraine သမ္မတ Zelensky တို့ကြားအပြင်းထန်စကားများခဲ့ကြပြီးနောက် ဒါဟာပထမဆုံးတွေ့ဆုံဆွေးနွေးမှုလည်းဖြစ်ပါတယ်နိုင်ငံခြားပဋိပက္ခအဆုံးသတ်နိုင်ရေးအတွက်ယူကရိန်းကရုရှားကိုအကြီးအကျယ်လက်လျောဖို့ဆန္ဒရှိမရှိ အမေရိကန်အနေနဲ့အကဲဖြတ်နိုင်ခြေရှိတယ်လို့ Reuters သတင်းမှာဖော်ပြထားပါတယ် ယူကရိန်းဘက်ကထရမ့်အစိုးရနဲ့ဆက်ဆံရေးမြင့်တင်ခြင်းနဲ့အရေးအယံတွေပြမပြကိုလည်းစောင့်ကြည့်သွားရဖို့ရှိနေပါတယ်ယူကရိန်းဟာဒဇိတပိုင်းအဖြစ်ခက်ရစဲရေးတို့အတွက်ဆိုပြုတ်သွားမှာဖြစ်ပြီးဒီစစ်ဆန်ညှိနှိုင်းမှုမအောင်မြင်ရင်တော့အမေရိကန်ရဲ့ထောက်လန်းရေးသတင်းမျှဝေမှုနဲ့လက်နက်အထောက်ပံ့ဆိုင်းငံ့ရေးဆုံးဖြတ်ချက်ကိုဆက်လက်ထားရှိဖို့ရှိနေပါတယ်။ဒါ့အပြင် အမေရိကန်နဲ့ယူကရိန်းအရာရှိတွေကတပ်ထုတူပေါ်ခွင့်ပေးမဲ့သဘောတူညီချက်တည်းရက်ကိုလည်းလက်မှတ်ထိုးနိုင်ဖို့အတွက်ယုံကြည်ထားတယ်လို့သိရပါတယ်။ဆလတ်တင်ဆက်ပေးမှာကတော့ဆီးရီးယားရှေ့မြောက်ပိုင်းဒေသကိုထိန်းချုပ်ထားတဲ့ခတ်လူမျိုးစုရဲ့ SDF တပ်ဖွဲ့ကအစိုးရအသစ်အောက်မှာပေါင်းစည်းဖို့အတွက်သဘောတူညီခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်ဆီးရီးယားဂျာဘီယာသမရအာမက်အေရှာရာနဲ့ SDF ကောင်းဆောင်ဖြစ်သူမက်စလွန်အက်ဒီတို့ရဲ့သဘောတူစာချုပ်လက်မှတ်ရေးထိုးနေတဲ့ဓာတ်ပုံတွေကိုပြီးခဲ့တဲ့တနင်္လာနေ့ကထုတ်ပြန်ပေးခဲ့ပါတယ်။အဲ့ဒီသဘောတူညီချက်ထဲမှာစီးလုံးညီညွတ်ရေးပေါ်အလေးထားဖော်ပြထားပြီးဆီးရီးယားအရှေ့မြောက်ပိုင်းက အရက်ဖက်နဲ့စစ်ဖက်ဆိုင်ရာအဖွဲ့အစည်းအလုံးကိုနိုင်ငံတော်အဆင့်အစိုးရနဲ့ပေါင်းစပ်မဲ့အချက်ပါထည့်သွင်းထားခဲ့ပါတယ်။အဲ့ဒီတည်းမှာတနိုင်ငံလုံးအဖြစ်ခက်ရက်စဲရေးအပါအဝင် လေစိတ်နေဆက်ကိတ်ရေနံနဲ့သဘောဝတံငွေစုံတွေအထိပါဝင်နေတာကို တွေ့ရပါတယ်။ Syria Democratic တပ်ဖွဲ့ SDF ဘက်ကအာနာရှင်ဟောင်းအာဆက်ရဲ့တစ္ဆာကန်တွေကိုတိုက်ခတ်ရမှာကူညီပေးသွားမှာဖြစ်တယ်လို့သူတို့ခတ်လူမျိုးတွေရဲ့အခွင့်အရေးအတွက်လဲတောင်းဆိုထားပါတယ်။ ။ဒါကြောင့်ဆီးရီးယားအစိုးရဘက်ကကတ်လူမျိုးစုဟာနိုင်ငံရဲ့ဒစိတ်တပိုင်းဖြစ်တဲ့အပြင်နိုင်ငံသားဖြစ်ခွင့်နဲ့အခြေခံဥပဒေဆိုင်ရာ အခွင့်အရေးတွေကိုပါအမခံပေးထားပါရီ။ SDF တပ်ဖွဲ့ဟာ2015ခုနှစ်ကဒစိတ်တပိုင်းကိုပိုင်အုပ်ချုပ်ခွင့်ရဒေသကိုထိန်းချုပ်ထားတာဖြစ်ပါရီ။အဲ့ဒီသဘောတူညီချက်အတိုင်းသာအကောင့်ထဲပေါ်နိုင်ခဲ့မယ်ဆိုရင် အရှိမြောက်ပိုင်းနယ်မြေဟာဘ ਹੁ အစိုးရရဲ့ထိန်းချုပ်မှုအောက်ရောက်လာမှာဖြစ်ပါတယ်။ 2019မှာအပိတိုင်ဖြိုခွင်းခံခဲ့ရတဲ့ Islamic Jihad အဖွဲ့ ISIL ကိုနှိမ်နှင်းမှုအတွင်း SDF တပ်ဖွဲ့ကပါဝင်ခဲ့တဲ့အလျောက် American ရဲ့ထောက်ကမ်းမှုပါရရှိထားပါတယ်။မကြာသေးတဲ့ရက်ပိုင်းတုန်းကအဖြုတ်ချခံသမရဟောင်းအာဆတ်ဘော်ထောက်ခံသူတွေရဲ့ခြုံခိုတိုက်ခိုက်မှုကိုလုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့လက်တုံ့ပြန်ခဲ့ရမှာအရက်သားတွေအပါအဝင် လူထောင်နဲ့ချီပြီးတိုက်ဆုံခဲ့ရပါတယ်။ Asherah ကတော့ကန်ယူဒန်ဒေသမှာဖြစ်ပွားခဲ့တဲ့ အစုလိုက်ပြုံလိုက်တက်ဖြတ်မှုကိုကျူးလွန်သူတွေဟာသူနဲ့အနီးကပ်ဆုံးဖြစ်နေအောင်မှအပြစ်ပေးသွားမယ်ဆိုပြီးကတိပြုခဲ့ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မလ10ရက်နေ့တွင်အင်္ဂလန်အရှေ့မြောက်ပိုင်းကမ်းလွတ်တနေရာမှာ American စစ်တပ်တို့ဂျက်လီယန်စီတင်ဆောင်ပေးလာတဲ့စီတင်သမောကြီးတစ်စင်းကိုကွန်တစ်တာတင်သမောတစ်စင်းကဝန်တိုက်မိခဲ့ပါတယ်။အဲဒီနောက်ပောက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီးတမောနှစ်စင်းစလုံးပေါ်ကအမှုတန်းတွေပါ ဒီသင်္ဘောတွေကိုစွန့်ခွာခဲ့ရပါတယ်။လင်းစီတန်ချိန်တောင်းတဲ့ချီတန်နိုင်တဲ့စီတင်သင်္ဘောကြီးကြောက်ချထားခြင်းမှာပုံမူသိငယ်တဲ့ကုံတစ်တာတင်သင်္ဘောတစ်စင်းကဝင်တိုက်မိခဲ့တာဖြစ်ပြီးစီကံပေါက်သွားတဲ့အလျောက်ပင်လယ်တဲကူပါစီယိုဖိတ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီကိစ္စဟာကြိုတင်ကြံရွံချက်နဲ့လုတာဒါမှမဟုတ်အခြားပသက်မှုတွေရှိနေတာမျိုးတော့မတွေ့ရဘူးလို့ရေချောင်းလုံချုံရေးတည်င်းရင်းမြစ်နှစ်ဦးက Riders တည်င်းဌာနကို ဖြေဆိုပါတယ်။ ဒါအပြင်ရေးရအမှုတန်း36ဦးကိုဘေးကင်းစွာနဲ့ကမ်းပေါ်ခေါ်ဆောင်နိုင်ခဲ့တယ်လို့ပြည်တိုင်ကမ်းခြေဆောက်တပ်ဖွဲ့ကထုတ်ပြန်ခဲ့ပေမဲ့လည်းနောက်ထပ်တဦးတော့စေယုံတင်ထားရပါတယ်ပေါ်တူဂီအလံလွှင့်ထားတဲ့ကုံတစ်တာတင်တင်မောဆိုလောင်းရဲ့အမှုတန်းအူလဲပျောက်ဆုံးနေစေပဲဖြစ်ပါတယ် Stina Immaculate Mia စီတင်သင်းမော့ကို American ပို့ဆောင်ရေးလုပ်ငန်းစု Crowley ကလုတ်ကင်နေတာဖြစ်ပြီး Jet A1 လေယာဉ်စီးတွေတင်ဆောင်လာခဲ့တာပါအဲ့ဒီစီတင်သင်းမော့က American အစိုးရစီမံကိန်းမှာကလတူအငှားစာချုပ်နဲ့ပါဝင်နေတာဖြစ်ပြီးစစ်တပ်ကိုစီထောက်ပံ့ပေးနေတာဖြစ်ပါတယ်တစ်ဖက်ကုန်တင်သင်းမော့ဆိုလောင်းကတော့ ရွှေတိုးရမှာအဓိကအသုံးပြုတဲ့အစိတ်ရှိဓာတုပစ္စည်းဆိုဒီယမ်ဆိုင်ယာနိုက်ဂုံတက်တာ15လုံးတယ်ဆောင်လာခဲ့တာ ဖြစ်ကြောင်းသိရပါတယ်ဆက်လက်တင်ဆက်ပေးမှာကတော့အာဂျင်တီးနားစိတ်ကမ်းမြို့ဘာဟီယာဘလန်ကာမှာမလ9ရက်နေ့အတွင်းဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ကက်ဆိုးမုန်တိုင်းတစ်ခုကြောင့်အနည်းဆုံးလူ16ဦးထက်မနည်းသေဆုံးခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီမြို့ရဲ့40ရာခိုင်နှုန်းမှာလျှက်စစ်မီးနဲ့ရေတွေပြတ်တောက်နေတယ်လို့လည်းသိရပါတယ်။ အဲ့ဒီဒေတာရဲ့မိုးရေကြိမ်အဖြစ်400မီလီမီတာကျော်ရွာချခဲ့တယ်လို့ဒေတာကန်အာနာပိုင်တွေကအတည်ပြုခဲ့ပြီးနောက်နေထိုင်သူ1443ဦးကိုဘေးလွယာစီရွှေ့ပြောင်းပေးခဲ့ရပါတယ်။အခြားလူအယောက်100ကျော်ပျောက်ဆုံးနေသေးတဲ့အလျောက်အရေးပေါ်ကယ်ဆယ်ရေးနဲ့ရှာဖွေရေးလုပ်ငန်းစဉ်တွေပါဆက်လက်ဆောင်ရွက်နေပါတယ်။အာဂျင်တီးနားအစိုးရဘက်ကသဘောဝဘေးအန္တရာယ်ကိုတုံ့ပြန်တဲ့အနေနဲ့၃ရက်ကြာနိုင်ငံတော်အဆင့်ဝန်ထမ်းချင်းအထိမ်းအမှတ်ဖြစ်ကြေညာထားပါတယ်။ ဒါအပြင်ကဲဆေးလုပ်ငန်းတွေကိုအရေးပေါ်အကူအညီတွေပံ့ပိုးပေးနိုင်ဖို့အတွက် American Dollar ကုဒသမ၄သန်းထိအစိုးရကပေးအပ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ Bahia Blanca မြို့တော်ဝန်ကတော့ဒီပျက်စီးဆုံးရှုံးမှုအတိုင်းအတာကိုအလွန်များပြားတယ်ဆိုပြီးမှတ်ချက်ပေးတော့ပါတယ်။ဒါကြောင့်ပြန်လည်တိဆောက်ရေးကုန်ကျစရိတ်ဟာဒေါ်လာ385သန်းကျော်အထိရှိနိုင်တယ်ဆိုပြီးခန့်မှန်းထားကြပါရစေ။ နောက်ဆုံးသတင်းပုတ်အနေနဲ့မလ10ရက်နေ့တွင် X လူမှုကွန်ရက်ပေါ်မှာပြတ်တောက်မှုတွေနဲ့ကြုံတွေ့ကြရတာဟာစိုက်ဘာတိုက်ခိုက်ခံရတာကြောင့်ဖြစ်တယ်လို့ပိုင်ရှင်ဖြစ်တဲ့ Elon Musk အနေနဲ့အတည်ပြုပါတယ်။အဲဒီတိုက်ခိုက်မှုကို Ukraine IP address တွေကနေလာတာဖြစ်တယ်လို့လည်းဖြည့်ဆွတ်ပြောပါတယ်။ကျုပ်တို့နေတိုင်းတိုက်ခိုက်ခံရပါတယ်။ဒါပေမဲ့ဒီတစ်ခါကတော့အရင်မြစ်တွေကိုအများကြီးတုံးပြီးပြုတ်လုခဲ့တာပါ။ အကြီးစားအုပ်စုနဲ့တိုက်တာဖြစ်ရင်ဖြစ်မဟုတ်ရင်တော့နိုင်ငံတစ်ခုပါပါဝင်ပတ်သက်နေတယ်လို့ Max အနေနဲ့ X လူမှုကွန်ရက်မှာရေးသားထားပါတယ်။အဲ့နောက် Fox သတင်းဌာနနဲ့ interview မှာလဲ Max ကကျုပ်တို့လဲဘာဖြစ်ခဲ့တယ်ဆိုတာတေချာမပြောနိုင်သေးပါဘူး။ဒါပေမဲ့ X ရဲ့စနစ်ကိုကျသွားအောင် Ukraine area တဲကနေမြဖြားခံလာတဲ့ IP address တွေဟာ cyber တိုက်ခိုက်မှုအကြီးကျယ်လှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ဖြေဆိုသွားခဲ့ပါတယ်။ Trump ဆိုရအဖွဲ့ရမှာ Doge ဌာနထွက်အလုတ်လုတ်ပေးနေရင်းနဲ့စီးပွားရေးလုပ်ငန်းတွေလဲပတ်ရတာအဆင်ပြေသလားဆိုတဲ့မေးခွန်းကိုတော့အင်မတန်ခက်ခက်ခဲခဲလုပ်နေရတာပါဆိုပြီး Tesla နဲ့ Space CEO ဖြစ်သူ Elon Musk ကတုံ့ပြန်ခဲ့ပါတယ်။ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ Musk က Tesla နဲ့ Space CEO တာဝန်တွေအပြင် X နဲ့ XAI ကုမ္ပဏီတွေကိုပါဦးဆောင်နေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်း October လနှောင်းမိုက်မှာတော့ Tesla ရဲ့ share ဈေးတွေအနေဆုံးထိုးကျလာခဲ့တယ်လို့ stock ဈေးကွက်တမိုးလဲဒေါ်လာ130 billion ထိဆုံးရှုံးခဲ့ရကြောင်းဖော်ပြထားပါတယ်